။နောက်ထပ်တစ်ပုတ်အနေနဲ့ကတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ကတင်းမာမှုတွေအကြောင်းကိုပြောပြပါမယ်။တင်းမာနေတဲ့နှစ်နိုင်ငံနယ်စပ်နားမှာရှိတဲ့ဒေသဆိုင်ရာစစ်တပ်တွေတွေ့ဆုံပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားကစစ်တပ်တွေကနောက်ဆုတ်ပေးလိုက်တဲ့အတွက်တင်းမာမှုနည်းနည်းလေးလျော့နေသွားခဲ့ပါတယ်။ ဒါပေမဲ့နေဆက်မှာဒီနှစ်ဖက်အပြန်အလှန်တင်းကျပ်မှုတွေကတော့ဆက်ပြီးတော့ရှိနေပါတယ်။ထိုင်းဘက်ကတော့နေဆက်ဂိတ်အများပြားမှာဂိတ်ဖွင့်ခြင်းတွေကိုရှော့ချလိုက်ပါတယ်။ကမ္ဘောဒီးယားကလည်းဒီထိုင်းလူမျိုးတွေကိုဗီဇာမပါဘဲရက်ပေါင်း60နေထိုင်ခွင့်ပေးနေရကနေနေထိုင်ခွင့်ကိုတပတ်ပဲပေးတော့မယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားနေဆက်ဒီပွိုင်ပတ်မှာဆိုလို့ရှိရင် ရှိအဲ့ဒီဒေသမှာရှိတဲ့ဒီကာစီနိုတွေကိုတော့ထိုင်းလူမျိုးတွေကိုသွားခွင့်ပေးမှာမဟုတ်ဘူးလို့ထိုင်း ဘက်ကပြောပါတယ်အငင်းပွားနေကြတဲ့ဒီထိုင်းကမ္ဘောဒီးယားနယ်စပ်တနေရာမှာပြစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းနှစ်ဖက်စစ်တပ်တွေတိုးချစ်ချထားရာကနေအခြေအနေတွေကတင်းမာနေခဲ့တာဖြစ်ပါတယ်